လူထုခေါင်းဆောင်တောင်ဆန်းစုကြည်ရဲ့အသက်80ပြည့်မွေးနေ့အထိမ်းအမှတ်ပန်းတပိတ်လှုပ်ရှားမှုကိုဒီနေ့ဇွန်လ19ရက်နေ့မှာမန္တလေးမြို့နယ်မှာပြုလုပ်ခဲ့တယ်လို့ဒေါက်တာတေဇာဆန်းက၎င်းရဲ့လူမှုကွန်ရက်မှာမျှဝေထားပါတယ်စစ်ကောင်စီရဲ့ဖမ်းဆီးထိန်းသိမ်းခြင်းခံထားရတဲ့တောင်ဆန်းစုကြည်ရဲ့80ပြည့်မွေးနေ့ကိုဂုံပြုတဲ့အနေနဲ့ပြည်သူတွေနဲ့အတူပူးပေါင်းပါဝင်ဆင်နွှဲခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်ဒေါက်တာတေဇာဆန်းကတောင်ဆန်းစုကြည်ဟာယုံကြည်ချက်အတိုင်းတိုင်းပြည်လွတ်မြောက်ရေးအတွက်စ က်လက်ကြိုးပမ်းနေဆဲဖြစ်ကြောင်းထောင်တွင်းကကောင်းဆောင်တွေနဲ့ရဲဘော်တွေတိုက်ပွဲဝင်နေချိန်မှာပြည်သူတွေအနေနဲ့လည်းတော်လန်ရေးကတပါအခြားမရှိကြောင်းပြောကြားခဲ့ပါတယ်။ဒါအပြင်တော်လန်ရေးဟာစီရေးတမျိုးနဲ့အောင်းနိုင်မှာမဟုတ်ပဲတန်တမန်ရေးဘန္နာရေးစိတ်ဓာတ်ရေးဟာတိုက်ပွဲတွေနဲ့လူလူလှုံ့ဆော်မှုတွေကလည်းအရေးကြီးတယ်လို့ဒေါက်တာတေဇန်ဆန်းကအလေးပေးပြောဆိုခဲ့ပါတယ်။နိုင်ငံတော်လူမျိုးရေးအတွက်ပြည်သူအလုံးမှာတာဝန်ရှိပြီးကြာရကန္နာနိုင်ရတာဝန်ကတော်လန်ရေးမှာအစွမ်းကုန်ဆက်လက်ပါဝင်ကြ မှုလည်း၎င်းကနှိုးဆော်တိုက်တွန်းခဲ့ပါတယ်